အော်တိုဝါ15ရက်ကပီရူးမြို့တော်လီမာမှာလူငယ်တွေဦးဆောင်တဲ့ဆန္ဒပြပွဲတွေမှာခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တာကြောင့်တအူးသေဆုံးခဲ့ပြီးလူတထောင်ကျော်ထဏ်ရာရခဲ့တယ်လို့ပီရူးအာဏာပိုင်တွေကပြောပါရယ်သေဆုံးသူဟာအသက်32နှစ်အရွယ်အက်ဒဝါဒိုရူဆန်ဖြစ်တယ်လို့သမရဟိုဆေးဂျာရီက X မှာထုတ်ပြန်ခဲ့ပါရယ်လူတထောင်ကျော်ထဏ်ရာရတယ်လို့အစိုးရဌာနတွေကမကျေနပ်ချက်တွေကိုစုံစမ်းစစ်ဆေးတဲ့ယုံကပြောကြားခဲ့ပါရယ်ပုံမဆိုးရွားလာတဲ့ရာဇဝတ်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းပေးဖို့ အာဏာပိုင်တွေရဲ့ပြက်ကွက်မှုတွေကိုစိတ်ပျက်နေတဲ့လူငယ်တွေကအိုးဆောင်တဲ့ဆန္ဒပြပွဲတွေလီမအပောင်းဝင်ပီရူရဲ့တခြားသောမြို့တွေရဲ့လမ်းတွေပေါ်မှာပေါ်ပေါက်ခဲ့ပါတယ်။လွတ်တော်အမတ်တွေကလွန်ခဲ့တဲ့ရက်ပိုင်းမှာတမရဒိုင်နာဘိုလိုအာတေးကိုဆွဆဲပြစ်တင်ခဲ့ပြီးတမရယာရုကနေဖယ်ရှားခဲ့ပြီးတဲ့နောက်ပီရူနိုင်ငံမှာဆန္ဒပြပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။လွတ်တော်ဥက္ကဋ္ဌဂျာရီကိုလွတ်တော်အမတ်တွေကယာယီတမရအဖြစ်တင်မြှောက်ခဲ့တာကြောင့် ၎င်းကဧပြီရွေးကောက်ပွဲအထိသမရအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ဆန္ဒပြပွဲတွေမှာလူငယ်တွေအမှုပညာရှင်တွေတမကတွေပါဝင်ခဲ့ပါတယ်။